က်ခုံကစစ်ပေးရှောင်တွေကတော့နေရထိုင်ခင်းအတွက်အကူအညီတွေအရေးပေါ်လိုနေတယ်လို့သူတို့ကိုကူညီပေးနေသူတွေကပြောပါတယ်စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုကြောင့်ဖက်ခုံမျိုးနယ်တဲကိုရောက်နေတဲ့ပင်လောင်းကစစ်ပေးရှောင်တွေအတွက်အမိုးအကာနေရထိုင်ခင်းဒါတွေအရေးပေါ်လိုအပ်နေတာဖြစ်တယ်လို့ဆိုကြပါတယ်ဒီစစ်ပေးရှောင်တွေဟာပင်လောင်းမျိုးနယ်ထဲကစစ်ပေးရှောင်တွေဖြစ်ကြပါတယ်လူဦးရေက၁၀၀ကျော်လောက်ရှိတယ်လို့ဆိုပါတယ်ပင်လောင်းမျိုးနယ်ထဲကတောင်မဲသင်းရွာတဲ့ကိုဒီ ီစစ်တပ်နဲ့ပို့ပြည်သူစစ်အဖွဲ့ပေါ့လေဒီ PN ရဲ့အဖွဲ့ကစက်တမလ23ရက်နေ့ကစပြီးတော့စစ်ကြောင်းထိုးလာတာကြောင့်ရွာသားတွေကဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်ဖေခုံမြို့နယ်အနောက်ဘက်ချမ်းမှာနေနေတဲ့အဲ့ဒီစစ်ဘေးရှောင်တွေအတွက်ယာယီတဲ15လုံးအရေးပေါ်စောက်ပေးဖို့အလူငွေတွေလိုအပ်နေတာဖြစ်တယ်လို့ပြောပါတယ် ဖဲခုံမျိုးနဲ့နောက်ဘက်ချမ်းမှာနေနေကြတဲ့အဲ့ဒီစစ်ဘေးရှောင်တွေအတူကယာယီတဲ15လုံးအရေးပေါ်ဆောက်ဖို့လိုအပ်နေတာပါဒီယာယီတဲဆောက်ဖို့အတွက်ပေါ့လေအလူငွေတွေလိုအပ်နေတာလို့ဆိုပါတယ်ယာယီတဲဆောက်ဖို့အပြင်တခြားအသုံးဆောင်ပစ္စည်းတွေနဲ့အခြေခံစားနပ်ရိက္ခာတွေလည်းလိုအပ်နေတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်